ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီ file site 3ပေါ့နော်ဒီ3ဖိုင်ဗီဒီယို3ဖိုင်ရှိတယ်ကျွန်တော်တင်ပေးတယ်နော်ဒီဘက်မှာဒီဗီဒီယို file မှာကျွန်တော်လုံးမယ်တုံညလုံးပိုင်းနဲ့ကျွန်တော်ခဏတစ်ခွက်ထုတ်ပေးမယ်ပြီးရင်ကျွန်တော်တို့မူရပြီးရင်စနစ်အရာသူကချပေးနေတယ်ခဏတဲ့တစ်ခွက် site ကျွန်တော်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ရေးလေးပါကျွန်တော်ချင်ပေးတယ်အားလုံးပဲကျွန်တော်ဒီဗီဒီယို file လေးကိုစာသူတင်မြင်အောင်လည်းများများလေးဝိုင်း share ပေးကြပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးရည်စီခြင်းနဲ့စေတနာနဲ့ပါအားလုံးပဲကံကောင်းကြပါစေဗျာ ော်ကျွန်တော်ဒီ၃ညလုံးပိုင်းဟုတ်ကဲ့၃ညလုံးပိုင်းဆက်ကကျွန်တော်ဒီဘက်ခြံနဲ့ရင်လုံးပြမှာဖြစ်တယ်နော်ဟုတ်ကဲ့ပြမလို့ကျွန်တော်ပြချင်တဲ့၃ညလုံးပဲဆိုက်ပါနော်ဒီ၃လုံးပေါင်းချင်းဒီ၃လုံးပေါင်းချင်းခွန်၃ညတုံခွန်ပေါင်းချင်း၄ကဒီမှာ၄လုံးပိုင်းချပါလေဒီ၃လုံးပေါင်းချင်း၆က၆လုံးပိုင်းချပါ ဒီသုံးလုံးမောင်းကြီးခွန်ကခွန်လုံးမိုင်ချပြီဒီသုံးလုံးမောင်းကြီးတုံညာကကျွန်တော်တို့ဒီမှာတုံညာလုံးမိုင်ပေါ့နော်တုံညာလုံးမိုင်ကစားမလားပေါ့နော်အဲတုံညာလုံးမိုင်ပြချင်တာပြပါနော်ပြန်ပြမနော်ဒီသုံးလုံးမောင်းကြီး၄ကလေးလုံးမိုင်ဒီသုံးလုံးမောင်းကြီး၆က၆လုံးမိုင်သုံးလုံးမောင်းကြီးခွန်ကခွန်လုံးမိုင်ဒီသုံးလုံးမောင်းကြီးတုံညာကတုံညာလုံးမိုင်အဲဒီစိုက်ပေါ့နော် နောက်တစ်ဆိုင်ကဒီသုံးလုံးမောင်းကြီး6ကကြောင့်လုံးမယ်ဒီသုံးလုံးမောင်းကြီးကောင်ကခွန်လုံးမယ်ဒီသုံးလုံးမောင်းကြီး3ညက3ညလုံးမယ်နော်သုံးညလုံးမယ်နောက်ပိတ်ကိုကျွန်တော်ဘာကြောင့်ပြလဲဆိုရင်နောက်တစ်ဆိုင်တက်ကြည့်ပါဦးဒီသုံးလုံးမောင်းကြီး sorry ကျွန်တော်ကလာလွယ်သွားနော်အာပြန်ချိန်လိုက်မယ်ဒီသုံးလုံးမောင်းကြီး4ကကျွန်တော်ဒီသုံးလုံးမောင်းကြီး4 ီသုံးလုံးပေါင်းခြင်းခွန်ကကျွန်တော်တို့ဒီသုံးလုံးပေါင်းခြင်းခွန်ရိုက်ပါဒီသုံးလုံးပေါင်းခြင်းတုံညာကဒီသုံးလုံးပေါင်းခြင်းတုံညာရိုက်ပါနော်ဒီသုံးလုံးပေါင်းခြင်းကိုးကဒီသုံးလုံးပေါင်းခြင်းကိုးလို့ရိုက်မယ်ဆိုကျွန်တော်တို့ကတုံညာနောက်ပိတ်ပါနော်အဲတုံညာနောက်ပိတ်ဆိုင်ကိုကျွန်တော်ပြတာဖြစ်ပါတယ်ပြီးရင်ဒီသုံးလုံးပေါင်းခြင်းခွန်အထောင်ကဒီသုံးလုံးပေါင်းခြင်းဒီသုံးလုံးပေါင်းခြင်းခွန်တောင်ကဒီသုံးလုံးပေါင်းခြင်းခွန်ပြပါပြီးရင်ဒီသုံးလုံးပေါင်းခြင်းရှစ်တောင်ကဒီသုံးလုံးပေါင်းခြင်း ရှစ်ဖြစ်ဟုပြီးရင်ဒီသုံးလုံးမောင်းခြင်း6000ထောင်ကဒီသုံးလုံးမောင်းခြင်း6ဖြစ်ဟုဒါဆိုရင်ဒီသုံးလုံးမောင်းခြင်း9000ထောင်ကဒီသုံးလုံးမောင်းခြင်း9ဖြစ်ပါအဲ့ဒါကျွန်တော်တို့တုံညာပဲဟုတ်ကဲ့ဟာနော်အဲကျွန်တော်ချင်းမေးသေးတာလုံးပဲရှင်းမယ်လို့ထင်ပါတယ်နော်ပြီးရင်ကျွန်တော်တို့ကဒီသုံးလုံးမောင်းခြင်း1ကကျွန်တော်တို့ဒီသုံးလုံးမောင်းခြင်း1ဆိုပြီးရိုက်တာဖြစ်ပါဒီသုံးလုံးမောင်းခြင်း9ကလည်းဒီသုံးလုံးမောင်းခြင်း9လို့ရိုက်မှာဖြစ်ပါ ပြီးရင်ဒီသုံးလုံးမောင်းခြင်းခွန်ကလည်းဒီသုံးလုံးမောင်းခြင်းခွန်လို့ရိုက်မှာဖြစ်ပါတယ်ပြီးရင်ဒီသုံးလုံးမောင်းခြင်းတက်ကလည်းဒီသုံးလုံးမောင်းခြင်းတက်လို့ရိုက်မှာဖြစ်ရင်သုံးညပိတ်ပေါ့နော်ဒါသုံးညပိတ်ကိုကျွန်တော်ဒါငါးချက်ချက်ချက်ဖမ်းသွားဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါကျွန်ပြန်ပြပြန်နော်ဒီသုံးလုံးမောင်းကြီးလေးကဒီသုံးလုံးမောင်းကြီးလေးနဲ့ရိုက်တယ်ဒီသုံးလုံးမောင်းကြီးခုံကိုဒီသုံးလုံးမောင်းကြီးခုံလို့ပြန်ဖြစ်ဒီသုံးလုံးမောင်းကြီးတုံညာကိုဒီသုံးလုံးမောင်းကြီးတုံညာလို့ပြန်ဖြစ်ဒီသုံးလုံးမောင်းကြီးကိုကိုဒီသုံးလုံးမောင်းကြီးကိုလို့ဖြစ်မယ်လို့တုံညာအပိတ်ပေါ့နော် ဒီတောင်သုံးလုံးခုံကိုလည်းကျွန်တော်တို့ဒီသုံးလုံးပေါင်းခြင်းခုံလို့ရတယ်ဒီတောင်သုံးလုံးရှစ်ကိုဒီသုံးလုံးပေါင်းခြင်းရှစ်လို့ရတယ်ဒီတောင်သုံးလုံးခြောက်ကိုဒီသုံးလုံးပေါင်းခြင်းခြောက်လို့ရတယ်ဒီတောင်သုံးလုံးကိုဒီသုံးလုံးပေါင်းခြင်းကိုလို့ရတယ်ဆိုတာသုံးညာပိတ်ပါနော်သုံးညာပိတ်ဆိုင်ကိုဒါကျွန်တော်ဒါ၅ဆိုင်လောက်ဖန်တာပြရတယ်နော်တကယ်ကျွန်တော်ပြချင်တယ်မူဆိုင်ကဒီမှာလာမှာဖြစ်ပါနော်ဒီမှာလာမှာဖြစ်ပါလေဒီ900ပင်းအနေစပြမှာဖြစ်ပါနော်သူကဘယ်လိုပေးတာလဲဆိုတော့ကျွန်တော်တို့ဒီမှာသုံးညာခါ 6ခါ8ခါနော်3ခါ6ခါ8ခါလို့သူကရိုက်ပြီးရင်သူရဲ့အောက်မှာ9ခါ6ခါကျွန်တော်တို့ဒီဘက်မှာအခါထည့်ပြရမှာကျွန်တော်ဒါ9ခါထည့်အခါပါနော်သူတုံးကဲရိုက်မှာဆိုတော့ဒါအောင်မြင်မဲ့ဆိုင်ပါနော် ုံညခါရရဲသူကထူးထူးခြားခြားတုံညခါရရဲတပင်ကျော်၉ခါရရဲတပင်ကျော်၈ခါရရဲအဲ့လိုပဲသူကခွန်ခါရရဲတပင်ကျော်မှာ၆ခါရရဲတပင်ကျော်မှာ၅ခါရရဲနော်ကျွန်တော်အဲ့ဒီမူကိုကြိုက်အဲ့ဒီမူကိုကြိုက်အဲ့ကြောင့်ကျွန်တော်ပြပြီးဖြစ်ပါဒီကွင်းရောနော်သူကဘလို့ပြက်ဘလို့ဖြစ်သွားလဲဆိုတော့သူကဘလို့ချပြီးလဲဆိုတော့သူ့မေမူကအဲ့လိုမျိုးဖြစ်စင်နေကစားပြီးတာနဲ့ဒီနောက်နှလုံးဒီရှင်းတဲ့ခါနဲ့နှလုံးမောင်းခြင်းခွန်ပါသူကနှလုံးမောင်းခြင်းခွန်လို့သူပြောကြိုက်တယ် ဒီနှလုံးမောင်းခြင်းကဒီနှလုံးမောင်းခြင်းကိုလို့ရပဲသူကရှေ့တွေရှေ့ပေါင်းခြင်း30လို့သူကကစားတာရှေ့ပေါင်းခြင်းကို၃ညဖြစ်ခြင်းကစားတော့ဟမ်အဲ့မှာလေ၃ခုခုတဲ့တော့ရနော်ဆိုင်ကတော့ရွေးရှင်းတယ်နော်ဒီပင်မှာလည်းဒီတက္ကမှာလည်းဒီတိုင်းပဲကျွန်တော်တို့ဒီမှာကိုးခါလို့ခံပြီးတာနဲ့ကိုးခါလို့ခံပြီးတာနဲ့ဒီရှေ့နှလုံးမောင်းခြင်းကခွန်လို့ပဲပြန်ကစားတယ် အဲ့ဒီခွန်နှလုံးမောင်းကြီးခွန်ကဒီနောက်နှလုံးမောင်းကြီးခွန်လို့သူကပြန်ရိုက်တာ၃ပိတ်ဟမ်ခွန်လို့ပြန်ရိုက်ပြီးတော့သူကရှင်လုံးမောင်းကြီး၁၀ပြီးတော့သူကရှင်လုံးမောင်းကြီး၁၁ရဲ့ဆိုပြီးတော့ကစားလာဟမ်၁၁ဆိုပြီးကစားလာပထမတော့ရှင်လုံးမောင်းကြီး၁၀ဒုတိယကျတော့ရှင်လုံးမောင်းကြီး၁၁လို့ပြောတာဟမ်အဲ့ဒီမှာလေ963တဲ့ကွာအောင်ပါ သူကဒီလိုခွန်လို့ကစားပြီးဒီလိုခွန်လို့ကစားပြီးရှင်းလုံးမောင်းရင်10လို့ရိုက်ပြရတယ်သူကဒီလိုဇောင်းနှလုံးမောင်းရင်3လို့ကစားဟမ်သူကစီနီယာလိုက်ကရိုက်မှာနော်ရှင်းလုံးဒီဇောင်းနှလုံးမောင်းရင်3ရိုက်တယ်ပြီးရင်ဇောင်းနှလုံးမောင်းရင်4လို့ကစားတာဟုတ်ကဲ့တုံညာခါဇောင်းနှလုံးမောင်းရင်3ဦးခါဇောင်းနှလုံးမောင်းရင်4ရှစ်ခါဇောင်းနှလုံးမောင်းရင်5 5ဆိုရင်ကျွန်တော်ကဒီမှာခွန်ထိတ်ခဲ့ คอนเทนต์เนาะคอนเทนต์บาจองคอนเทนต์แท้อ่ะเลยคือจมารู้ที่เป็นมาจิရှင်းလုံးပေါင်းခြင်း30ဖြစ်တဲ့ချိန်မှာ3ထက်ရှင်းနှလုံးပေါင်းခြင်း17ဖြစ်တဲ့ချိန်မှာ5ထက်3ကို2ပွင့်တူ5 5ကို2ပွင့်တူကွန်ပြီးတော့ကြွလာเนาะအဲ့လိုပဲဒီမှာကွန်ခါ6ခါ5ခါဆိုရင်ကျွန်တော်တို့က8ရက်30 8ရက်17 8ရက်12ဆိုတော့12ဆိုတော့ကစားမှာ ရှည်ရဲစနစ်ဆိုပြောကြတာပါအဲ့လိုကစားဖို့အတွက်သူကဒီအပင်မှကြတော့ကျွန်တော်တို့ကဒီနှလုံးပေါင်းခြင်းကခွန်လို့မကစားပဲလေးလို့ကစားတာအဲ့လိုရှင်နှလုံးပေါင်းခြင်းလေးလို့ရိုက်လို့ကျွန်တော်တို့ကဒီအထောင်နှလုံးပေါင်းခြင်းနှုတ်လုံးထောင်နှလုံးပေါင်းခြင်းလေးလို့ရိုက်မယ်ဆိုရင်ဒီလိုရိုက်မယ်ဆိုရင်ကျွန်တော်တို့ကခွန်အားခွန်တဲတော့ကဟုတ်ကဲ့ခွန်အားခွန်တဲတော့ကပါ အားလုံးပဲကျွန်တော်ချစ်မိတဲ့အားလုံးပဲကြိုက်တယ်တင်ပါတော့နော်သူကကျွန်တော်ဆက်အနေပြန်ပြောမယ်ဆိုရင်တော့သူကရှင်လုံးမောင်းကြီးခွန်ရိုက်တဲ့ကြောင့်ထောင်လုံးမောင်းကြီးခွန်ရိုက်တဲ့ဒီလိုဇောင်းက3ရိုက်ဇောင်း3ရိုက်ပြီးတော့သူကရှည်ရဲ30လို့သူကပေးတာနော်ဒီမှာလည်းဒီတိုင်းပဲနောက်တစ်ကန့်မှာလည်းရှင်လုံးမောင်းကြီးခွန်ရိုက်လို့နောက်လုံးမောင်းကြီးထောင်ခွန်လို့ရိုက်တယ်3တော့ပေးတယ်ဇောင်းလုံးမောင်းကြီး4လို့ရိုက်ပြီးတော့9ထိတ်ချပေးအဲ့မှာရှည်ရဲ17လို့ပြောတာတယ် ီတကက်မှာလည်းဒီတိုင်းပဲသူကရှင်လုံးမင်းကြီးလေးလို့ရိုက်လို့ကျွန်တော်တို့ကနောင်လုံးမင်းကြီးလေးလို့ကစားမယ်ဆိုကျွန်တော်တို့ကခွန်ပိတ်တဲ့ခွန်ပိတ်တဲ့ဒီမှာဇောင်း3ဇောင်း4ဇောင်း5ဆိုပြီးကစားမယ်ဆိုကျွန်တော်တို့ကခွန်ထိပ်စီတဲ့အဲ့မှာရှည်ရဲ10ရှည်ရဲ17ရှည်ရဲ12ဆိုတော့ကျွန်တော်တို့ကဒါခွန်5ခွန်တဲ့တော့ပေါ့နော်ခွန်5ခွန်တဲ့လုံးဝရှည်ကောင်းတယ်ဒီမှာဆိုရင်ခွန်5တုံညာတဲ့ရှည်ပေါင်းရင်စနေနဲ့နော်တော့နှစ်ပြည့် ပထမဦးစားပေးရကျွန်တော်ကဖွန်၅ခွန်ဖွန်၅ခွန်တဲ့ဒါအိုးနော်ဒုတိယဦးစားကဖွန်၅တော့တဲ့ဒါဒုတိယအိုးပေါ့နော်โอเคဒုတိယအိုးပေါ့နော်အားလုံးပဲကျွန်တော်ချိန်မိဆိုတာအားလုံးပဲကြံ့ပြီးတင်ပါတယ်ဒီခွန်၅ခွန်ကကျွန်တော်၁၀ခွန်စိုက်ဝိကနံပေးတာတင်ပါတယ်နော် ကျွန်တော်ဒီ3ခွန်ခွန်ပင်မာတာဒါချပေးသွားတယ်ဆိုပေမဲ့လည်းအဲသူကတဲမချဘူးเนาะဒါ95 85 95အဲ2005မှာချပေးမဲ့ဆက်ကွက်ဆိုင်အမှုပေါ့เนาะကျွန်တော်ပြပေးခဲ့ဘူးတယ်เนาะအဲ့ဒီမူနဲ့လည်းဒီခွန်5ခွန်လည်းဟာသွားပြီးတိုက်ဆိုင်ပေါ့เนาะအလုံးမဲ့ကျွန်တော်ချင်မဲ့ဒီပတ်မှာကျွန်တော်တို့ကပူကနန်းကိုပို့ပြီးတော့ကြိုက်ပါနော်ပူကနန်းကိုအပူကိုပို့ပြီးကြိုက်အပူကိုပို့ပြီးကြိုက်တော့ကျွန်တော်ခွန်ကားခွန်တဲ့ဩပါနော်ဒီခွန်ခွန်တို့ညာကျွန်တော်တို့ဒါနိုင်လောက်ကစားပါ အားလုံးပဲကျွန်တော်ချင်းပြည့်စွအားလုံးကံကောင်းကြပါလိမ့်ဗျာကိုလာပါနော်ဒီလိုမူဝင်ကောင်းလေးတွေကိုကျွန်တော်ချင်းပြည့်စွအားလုံးများများလေးရှယ်ပေးပါပါလို့ပြောချင်ပါတယ်ကိုလာပါ see you next video ပါ